တိန်ကတုတမီ channel ကိုနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့တော်လေးဝဝင်မိမမြတ်လေးဦးတဲ့ကတန်မူလာရဲ့အကြောင်းကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်တန်မူလာတုတ်ထီဒေနာဤဇနီတန်မူလာဟူသည်အမျိုးကောင်းသမီးကျင်းဝင်းနှင့်ပြေဆုံးပြီး လင်းကိုနှက်ကဲ့သို့ယူသေးစွာအလုအကျွေးပြုလျက်လင်းအဘောတစ္ဆာရှိသူ တော်ဝင်သူဇနီးကောင်းမလိကာအလောင်းဖြစ်ပါသည်တပိညုမြတ်စွာဘုရားတာဝုထီပြီးဇေတဝန်ကြောင့်၌တည်င်းတုံးတော်မူစဉ်ကောသလမင်းကြီး၏မလိကာမိဖုရားကိုအကြောင်းပြု၍ဤတန်မူလဇတ်တော်ကိုဟောတော်မူခဲ့သည်မလိကာသည်မိဖုရားမဖြစ်ခင်ဖျားရှင်အားတုံးဆုပ်သောမူယောမုတ်ကိုဝမ်းမြောက်စွာလှူဒန်းခဲ့သော အလူဤအာနုဘောကြောင့်ထိုနေ၌ပင် ကောသလမင်းကြီးဤမိဖုရားအဖြစ်သို့ရောက်ရှိခဲ့သည်လင်ဤရှေဥစွာထာခြင်းလင်ဤနောက်မှအိတ်ခြင်းအဘဲကိုပြုစေလိုသည်ဟုမေ၍လင်ဤအလိုသို့လိုက်၍ပြုခြင်း ချစ်နှစ်သက်ဘွဲကြင်လေးရှိခြင်းချစ်ခင်လေးမြတ်စွာပြောဆိုလေးရှိခြင်းဟုသော ကောင်းသောအကျင့်ကျေးဇူးနှင့်ပြည့်စုံသည်ဉာဏ်ပညာနှင့်လည်းပြည့်စုံသည် လင်ကိုနှက်ကဲ့သို့ယိုသေး၏ယေတနာမြတ်သုံးပါအားကိုးကွယ်စည်းကပ်ပြီးအမြဲလူဒန်းပူဇော်လေးရှိသည် မလိကာ၏ဂုံတရင်သည်တာဝတ်တိပြည်၌ထင်ရှားကျော်သောသည်ထိုမလိကာအကြောင်းနှင့်ဆက်၍ဖျားရှင်သည်ချစ်သမီးမလီကာသည်ယခုမှသာလျှင်ကြင့်ဝတ်နှင့်ပြေဆုံး၍လင်ကိုနှက်ကဲ့သို့ယိုသေးသည်မဟုတ်သေးရှေ့အခါ၌လည်းယိုသေးခဲ့ဘူးသည် လင်အပေါ်တစ္ဆာစောင့်တည်ခဲ့ဘူးတည်ဟု မိန်တော်မူ၍အတိတ်ကိုဆောင်းတော်မူခဲ့သည်နူနာတဲ့မင်းသားဤဇနီးတဲ့ဘဝဘာယာနတိပြည်၌ပြမတ်မင်းကြီးအား တုတ်ထီဒေနာမီသောတားတော်တပါရှိသည်အရွယ်ရောက်သောတားတော်ကိုအင်ရှေမင်းသားအဖြစ်ထားတော်မူ၍အလွန်အစင်းလှပသောတန်ဘူလာမင်းသမီးနှင့်ထိမ်းမြားပေးခဲ့သည် နောင်သောအခါမင်းသားကို၌နူနာယောဂါဆွဲကပ်၍စေတမအကျော်တို့ဖြင့်ကုသပါတော်လဲမပြောင်းနိုင်ပေနူနာတို့သည်ပောက်ကွဲကုန်၍ဆတ်ဆုပ်ယွန်ရှားပွဲဖြစ်ခုံးသည် ထိုအခါမင်းသားသည်စိတ်နှလုံးမချမ်းသာတော့ပဲငါအားမင်းအဖြစ်ဖြစ်ဘယ်အကျိုးရှိအန်းဒီတောနိုင်သားလျင်သေးအန်းဟုမင်းကြီးအားလျှောက်ထား၍တောသို့ဝင်လေသည်တံမူလာမိပြသည် တားမြစ်တော်လည်းမရ၍လင်ကိုတော၌ပြုစုလှုပ်ကြွေးအံဟုမင်းသားနှင့်အတူ တိုင်းပြည်မှထွက်ခွာခဲ့သည် ထို့နောက်တော်တဲ့၌ចောင်းဆောင်ဆောက်၍အတူနေထိုင်ကြရာတန်မူလာမင်းသမီးသည်လင်သားကိုနှက်ကဲ့သို့ကိုးကွယ်ပြီးမယားဝိတရားနှင့်အညီပြုစုခဲ့သည်တစ်သည်များရှာဖွေကြွေးမွေး၍လင်သားအားခြေစုပ်လက်နယ်ပြုလုပ်ပေးပြီးအိတ်ချိန်သို့ရောက်လင်မင်းသားအရာအနီးသို့ကပ်၍အိတ်သည်တန်မူလာမင်းသမီးသည် တနေ့သောအခါတောင်း၌တစ်သည်ရှာဖွေပြီးနောက် ချောင်းငယ်၌ရေချိုးအဝေလဲခါချောင်းနာ၌ရက်သည်ထိုအခါမင်းသမီးဤကိုယောင်ပြီတောတကူလုံးတပြိုင်နက်လင်းလက်သည်ထိုခဏ၌အစာရှာထွက်လာသောဒါနောဘီလူသည် အစာရှာရန်တော၌လှဲ့လေသည်ရှိသောတန်မူလာမင်းသမီးကိုမြင်၍တက်မှတ်သောစိတ်ဖြင့်ချီရေးဆိုသည်တင်အားငါသည်မိဖုရားပြု၍အလုံးစုံသောအဥ္စာအသုံးအဆောင်တို့ကို အလိုရှိတိုင်းပေးအံတင်သည်ငါနှင့်အတူမွေ့လျော်ပါလောဟုဆိုသည် ်တစ္ဆာမြဲသောမင်းသမီးသည်မြည်သူပင် စီးစိမ်ဖြင့်ဖျားယောင်းပါတော်လဲလက်မခံခဲ့ပြီးနောက်ဆုံး၌မိမယားအဖြစ်ကိုလက်မခံလျင်တင့်အားစားအံ့ဟုချိန်ချောင်း၍အကြံဤဖြင့်လက်ကိုဆွဲကိုင်းသည်မင်းသမီးသည် ပြင်းစွာသောစိုးရိမ်ထိတ်လန့်ခြင်းတို့ရောက်၍တမ္မာဒေဝနှမများကိုတိုက်တဲ့သဖြင့် တကြမင်းရောက်လာပြီးဘလူးဤဦးကောင်းကိုဗရဇိန်လက်နက်ဖြင့်ချိန်ရွယ်လျက်မင်းသမီးကိုလှုပ်ပင်းရန်ပြောဆိုသည်ထိုအခါမှာဘီလူးသည်မင်းသမီးအားလှုပ်ပေးသည် ထို့နောက်တကြမင်းသည်ဘီလူးကိုခြေတန်ချင်းခတ်၍တောင်သုံးလုံးချသည့်ကြောက်ထဲသို့ထားပစ်ခဲ့သည်ထိုအကြောင်းကိုမန်လယ်ဆရာတော်ဘုရားကြီးက ထိုပြီးအပါဤလောက၌လင်းမတပါးနှဲ့ယောက်ကြားနှင့် တွေ့ညာစေမှုစောတန်မှုတို့အယူမယွင်းစိတ်ညှို့ခြင်းများကင်းလက်တုံပြီးကျင့်မြတ်ရှိသာအနတ္တိဇာတိနိចမ်းညီမသွေတတိအုတ်ကံမိမ့်မမြတ်တို့ကျင့်ဝေဖြူပုံ6အင်းဆုံးလျက်ဟုရေးပွဲခဲ့သည်မင်းသားသည်အချိန်မှန်ပြန်ရောက်မလာတော့မိဖုရားကိုတန်တရားဝင်၍မမြင်ကြွယ်ရာအရတ်၌ပုံကွယ်နေခဲ့သည်ထိုနေ၌မိုးချုံမှပြန်ရောက်လာတော့တန်ဘူးလာမင်းသမီးသည် ရစ်မသည် ပြန်သွားသည်ဖြစ်၍တားငယ်မရှိသောအတိုက်တို့လာတကယ်တို့၎င်းဥကြုံမှกินသောနွားငယ်ကိုချစ်ခင်တမတ်သောမိခင်နွားမသည် နွားငယ်မရှိသောနွားချံတို့လာတကယ်တို့၎င်းထိုအတူ လူသားစာဒါနောပီလူလက်မလွတ်သောတန်ဘူးလာသည် မင်းသားမရှိသောចောင်းတို့ရောက်လာလေသည်တန်ဘူးလာသည်လင်းတော်မောင်မင်းသားအားမတွေ့သောငိုကြွေးမြည်တမ်းနေသည် ထိုးတို့ငိုကြွေးနေသောမင်းသမီးကိုမြင်၍မင်းသားသည်တန်မူလာသည်အလွန်ငိုကြွေးနေသည်စင်စစ်တန်မူလာ၏စိတ်တော်ကိုငါမသိအကယ်၍ငါ၌ချစ်မြတ်နိုး၍ငိုလျင်နှလုံး꿰ရ၏ရှေဦးစွာစုံစမ်းအံ့ဟုတွား၍ကြောင်းတကား၌တွားရသည်မင်းသမီးသည်မင်းသားကိုမြင်လျင်ခြေတို့ကိုရှခိုး၍အရှင်သာအဘယ်အရက်သို့ကြွတော်မူသည်ဟုမေး၍ငိုသည် ထိုအခါတုတ်ထီဒေနာမင်းသားသည်နှမတင်သည်ရခင်နေများကစောစောပြန်ရောက်၏ယနေ့ကအလွန်မိုးချုပ်မှပြန်လာသည်မှာငါထက်ချစ်မြတ်နိုးရသူနှင့်တွေ့နေ၍မိုးချုပ်ရသလိုဟုဆိုသည်တန်ဘူးလာသည်ဖြစ်ချောင်းကုံစင်ရှင်းပြတော့လေမင်းသားကလက်မခံပဲမိမတို့ဤစကားသည်မှန်ခဲ့ဤတင့်စကားကိုမြည်သူယုံမြည်နည်းဟုဆိုသည်ထိုအခါတစ္ဆာတရားကိုသာအာကိုရရှိတော်သောကြောင့်မင်းသမီးသည် ဂျေးပြေအိုးတလုံးကို ရှေ့မာထား၍အရှင်အကျွန်ုပ်သည် အရှင်သားမှတပါအရှင်သားထက်သားလွန်၍ချစ်အပ်သောသူကိုမတိစဘူး။အီမန်သောတစ္ဆာစကားကြောင့်အရှင်သား၏အနာရောဂါပျောက်ကင်းပါစေတည်းဟုတစ္ဆာပြုပြီးထိုတစ္ဆာရဲ့ကိုမင်းသား၏ဦးခေါင်းမှတုံးလောင်းချလိုက်ရာနူနာများသည် ထိုခဏတွင်ပင် လုံးဝပျောက်ကင်းသွားလေသည်။ထိုအကြောင်းကိုမန်လေဆရာတော်ဖျားကြီးက မင်းလျာနရိန်တုတ်ထီတိန်လဲညှိုးပိန်ကာယကိုဒုက္ခဖြစ်ကုဋ္ဌယောဂဝေဒနာကိုတန်ဘူးလာနဲ့မိဖုံးမြက်လျင်နှုတ်ယွတာယာချစ်မြတ်တာနဲ့တစ္ဆာစေကူပြု၍ဒုက္ခချမ်းသာရ၏ဟူ၍ကြေဖွဲ့ခဲ့ပါသည်ထို့နောက်သူတို့ဇနီးမောင်နှံသည်တောစခန်း၌နှစ်ရက်သုံးရက်နေပြီးနောက်ဘာယာနတိပြည်သို့ပြန်ခဲ့ကြပြီဥယျံတော်အတွင်ခိတရနာကြသည် ထိုသတင်းကိုကြားသိရသောခမည်းတော်ဗြဟ္မတမင်းကြီးသည်ဥယင်တော်သို့လိုက်လာပြီးလျင်တားတော်မင်းသားအားထီးဖြူကိုလွှဲအပ်၍တန်ဘူးလာအားမိဖုရားကြီးအဖြစ်ဖြင့်ဗိတ်သိက်သွန်းပေကရွှေနန်းတော်သို့ခေါ်လာခဲ့သည်မင်းကြီးကမူရက်သေးပြူ၍ဥယင်တော်၌နေလေသည်ဇတ်တော်ပေါင်းသောတန်ဘူးလာမိဖုရားသည်မလိကာမိဖုရားတုတ်တီဒေနာမင်းသားသည်ကောသလမင်းကြီးအဖရသေးသည်တပည့်ညူဖျားရှင်ဖြစ်လာသည် ဤသို့လျင်တန်မူလာသည်ခင်မုန်းတဲ့တုတ်တိဒေနာနူနာယောဂါဆွဲကတ်သည်ဖြင့်တောထဲသို့သွားနေသောအခါနောင်တော်ပါက လိုက်ပါပြီမယောဝတ္တရာကျေပြွန်စွာဖြင့်ခြေစုပ်လက်နယ်ပြူကတစ္ဆာရှိခဲ့သူဖြစ်သည်မိမိဤခင်မွန်းတဲ့အပေါ်မဖောက်မပြားတစ္ဆာမြတ်တာထားခဲ့ပုံကိုလည်းတစ္ဆာဒိတ်တန်ပြူခဲ့သည်ဖြင့်လင်းယောက်ျားဤနူနာယောဂါများပျောက်ကင်းခဲ့ရသည် ထို့ကြောင့်တော်လေးဝဝင် မြင့်မြတ်သောစံထားထိုက်သောအမျိုးကောင်းသမီးအဖြစ်ယနေ့တိုင်းထင်ရှားနေခြင်းဖြစ်ပါသည် ထို့တော်လေးဝဝင်ဇနီးကောင်းလေးဦးတို့တွင်မတီဒေဝီနှင့်တန်မူလာမင်းသမီးတို့သည်တောမြိုင်အလဲလင်သွားရာနောက်ဖဝါခြေထလိုက်၍စင်းရဲအတူချမ်းသာမဖတ်အတူရှင်တွဲက လင်ကိုယိုသေးစွာအလုအကျွေးပြုကြပုံတူညီပါသည် ထိုအကြောင်းကိုမန်လယ်စရာတော်ဘုရားကြီးက ညာတင်ဒေဝီမဟေတီ၌မဒီနတ်တူလှတန်ဘူတို့မြိုင်ငူတော်ရံအတူကဲ့၍ရက်ဆက်မချံလှုပ်ကြွေးထံလျက်ဝိတန်စုကြီး အပီးယာမီမင်းတုတ်တီမှာနူနာပြောက်ကင်းဟုရေးဖွဲခဲ့ပါသည်ဒီကနေ့မှာတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့တော်လေးဝဝင်မိမမြတ်လေးဦးတွေကတန်မူလာရဲ့အကြောင်းကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ မတို့ရဲ့တိန်ကတုသမီ channel ကနေတုတရတရပွဲရာစာအုပ်စာပေမျိုးစုံကိုနေ့စဉ်ဖတ်ရှုပေးလျက်ရှိပါတယ်။ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like and subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုပါစေရှင်။နားတော်တာဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။